နော်ဣဒာတထာဂတောအနောတရံဓမ္မစကပဝေတံတိအာနန္ဒသရတကုလပုဒ္ဒတာတတနိယံသံဝေဇနိယံဌာနအာနန္ဒငါယိဓမ္မခဆာလိမ္မာဒီဝအာနန္ဒဣဒာဤဘာယံတတိပိဣတိပဒနာမိဂရဝံယတိကတထာဂတောရှေဖျာရှင်တို့ကဲ့သို့လာခြင်းကောင်းသောငါဖျာရှင်ကိုရောမြတ်ကြည်ဤအနုဒရာသူမရှိမွင်မြလာစွာသော ဓမ္မစကံဓမ္မစကြာတရားဒေသနာတော်ကိုပဝိသီတန်ဒီဟောကြားခဲ့တဲ့နေရာပါပဲရလို့တရဏတရဏတရားနဲ့ပြည့်စုံတော်ကုလဗုဒ္ဓတာမြို့ကောင်းသားမြို့ကောင်းသမီးတို့တွေကတံဝေဇနိယနဲ့တံဝေဇနိယယူတဲ့ယူထိုက်တဲ့တရားပြကုထုတရားတွေပွားများတဲ့ပွားများထိုက်တဲ့နေရာနေရာပါပဲရလို့ဘဂဝါတော်ဘုန်းတော်၆ပါးတက္ကေဘုရားရှင်ကိုရောမြတ်ကြီးတိအဝါစကရုဏာရှိထာမြတ်တာအပြင် ဟောကြားတော်မူခဲ့ပါပေတည်းလဆုံးမမိဂရာဝန်တော်တမောကြည်လင်မိဂရာဝန်တော်တမောကြည်လင်မနောဆွေဆွေလဆုံးဝင်တော်မနောကြည်ရှင်ကြည်လင်ယူကျူးရှခိုးတင်ธรรมะเสมไม่หยุดเนียเป็นธรรมะเส ေးတဲ့ငါဖះရှင်ကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကတောင်းတဲ့ချိန်မှာငါဖះရှင်ဓမ္မစကြတရားကိုဟောကြားခဲ့တဲ့နေရာတွေကိုလာရောက်ပြီးတော့ဖူမျိုးကြီးညိုကြလိုက်မယ်။ဘာဟောတဲ့နေရာတော့ဓမ္မစကြတရားကိုဟောတဲ့နေရာအရုံးစုံဗုဒ္ဓကာယပဲလေးကိုနည်းနည်းပြန်ကြည့်လိုက်။တတ္တဌာနခုနှစ်ခုရှိတဲ့အထက်မှာအရိတတ္တဌာနခုနှစ်ခုဆိုတာကတဌာနကိုဖះရှင်ခုနှစ်ရက်ကတင်းသုံးတယ်။အဲ့တော့ခွန်ခွန်လေး50နဲ့မှ5 အဲ့ဒီ40ကိုကဖျားဖြစ်မဲ့နေ့ကို ကနာနုဆွမ်းကတ်တဲ့တက္ကမကြီးဘုသူတော်ဒေါ်သုဒ္ဓါတူဇာတာတူဇာတာကတ်တဲ့ဆွမ်းဖုံးမိတာ40နဲ့မှဘိုးလို့အဲ့ဒီ40ကိုလို့ကတရက်ကိုတလုံးလုံးနဲ့အဲ့ဒီတဏ္ဍထာနာခန္ဓာခုကိုတရက်တဌာနကိုခုနှစ်ရက်စီဖူးပြီးဘုရားရှင်ထိုင်ပြီးတော့နောက်ဆုံး၅ခုမြောက်တတ္ထာနာမှာဘုရားရှင်လာရောက်ပြီးတော့တရင်သုံးတယ် အဲ့လိုတည်နှုံတဲ့အတောင်ကဘုရားရှင်စိတ်ထဲမှာအကြံပေါ်တယ်။လောကမှာရှိတဲ့လူသားတွေကတဲ့ကိလေသာအညစ်အကြေးတွေနဲ့ချူပြောနေကြတယ်။ငါဘုရားရှင်ဟောလို့ရှိရင်လည်းငါဘုရားရှင်ပင်ပန်းယုံမယ်ရှိမယ်ဆိုပြီးတော့ဘုရားရှင်တရားမဟုတ်ဘူးရတော့စိတ်အကြံဖြစ်တာ။မှန်ပါဗျာ။နော်။အဲ့လိုစိတ်အကြံဖြစ်တဲ့အခါမှာဓမ္မစကြာထဲမှာပါတယ်လေ။ သဟံပတိနာမကိနာမပြမေနယာစီတောဘဒုအတော်မှန်တာတော့သဟံပတိဇမာရှိကတောင်းမှန်တယ်အဲ့ဒီလိုဘုရားကစိတ်ကြံဖြစ်တဲ့အခါမှာနတ္တိဝတ္တဘောလောကဝိနတ္တိဘဝလောကလောကကြီးတော့ပြည့်စုံပါပြီတဲ့ဘယ်နဲ့လေးသိချင်းတဲ့ကမ္မတသိင်္ဂလပတ်တော့ပါရမီတွေဖြစ်ခြင်းပြီးတကားလည်းယခုမှဘုရားက တရားမဟောတော့ဘူးဆိုတော့လောကကြီးပါပြစ်ပြီးတော့ပြည့်စည်ပါပြီပြည့်စည်ပြီဆိုပြီးတော့တဟံပတိပြန်မာကြီးကညီးတွားတယ်နော်ဒေတေတုဗန္နေဘဂဝါဓမ္မံဒေတေတုဗန္နေဘဂဝါဓမ္မံဗန္နေဘုံတော်တိတော်မူသောမြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတည်ဓမ္မံတရားဓမ္မဒေသနာတော်ကိုဒေတေတုဟောကြားတော်မူပါတော်လားဖေယဒေတေတုသူကံတော်ဓမ္မံ ဒုက္ခတော်ကောင်းတော်စကားကိုဆိုတော်မူတဲ့တော်မြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးသည်ဓမ္မံတရားဓမ္မဒေသနာတော်ကိုတည်တည်သူဟောကြားတော်မူပါတော်လားဘုရားတဏိတ္တအပရခာဇာတိကံအပရခာဇာတိကံပညာမျက်စိ၌ကိလေသာတိုင်တလားနှဲပါကြတဲ့ပုဂ္ဂိုလ်တို့သည်တန်တိထင်ထင်ရှားစွာရှိကြပါပေ၏ အဲဒီလိုပညာမျက်စိနဲ့ကိလေသာသိမ်းသလားနည်းပါးကြတဲ့ပုံကိုယ်တွေရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီပုံကိုယ်တွေကဖះရှင်ရဲ့တရားဓမ္မတွေကိုမနာကြလျာဘူးဆိုလို့ရှိရင်အတဝဏ္ဍဓမ္မတပရိဟာရံဒီတဲ့အဲ့ဒီပုံကိုယ်တွေမတော့ဆုပ်ယုပ်မကဆုပ်ယုပ်ပြီးတော့ပျက်စီးခြင်းမကပျက်စီးရပါလိမ့်မယ်ခင်ဗျာတဲ့ဘဒုရတောင်းပန်နေရတော့တဟံပတိဂျမားရှိကတောင်းပန်နေတာနော် ဘဝိတ္တတိဓမ္မတအိညတာရောဓမ္မတတရားဓမ္မဒေသနာတော်ကိုအိညတာရောတဲ့ထင်ထင်ရှားရှားသိမြင်နိုင် လောက်တဲ့ပုဂ္ဂိုလ်တွေဒီတန်ဒီလောကမှာထင်ထင်ရှားရှားရှိပါပေ၏ဖျာဣတိဣတောတဟံပတိနာမကိနာတဟံပတိညီရှိတဲ့ဇမာကြီးဒီ ဘဂဝတံရွှေဘုံတော်တခင်ဘုရားရှင်ကိုရောမြတ်ကြီးကို အဝါစားကောင်းစွာမတွေ့လျောက်ထားတောင်းပန်တော်မူခဲ့ပါပေတည်းပါရလောတဟံပတိဗြဟ္မာကြီးကစောက်ထားတောင်းမနဲ့အတွက်ကြောင့်မလို့ဘုရားရှင်တရားဟုတမဆက်ကြပဲကိုတွားဟောတာတော့ဘာယနတိကြီးမိဂရာဝန်တော်ကိုတွားတာ မာတကရေတရား3ခုနှစ်ဝါဇောလာဇံ9ရက်နေ့လောက်ဝါဇောလာဇံဘယ်နေ့နေတော့9ရက်နေ့လောက်ပါဘုရားရှင်ချင်းလျင်ခီးနဲ့ဘာယန္တိကိုသွားတယ်ဝါဇောလာပြည့်နေ့မနက်ခင်းလောက်မှာကြောက်အဲ့တော့ဂျားတဲ့ဘယ်နေ့ရက်ဝါသွားတော့10ရက်ဝါနော်ဘယ်နေ့ရက်တော့10ရက်ဥဒ္ဒံဝင်ဘုဒ္ဓဂါရကလည်းဘာယန္တိသွားတာ ကားနဲ့ဗန္နနာကြီးကြာလိုက်16ဆက်16နာအေးမှတ်ပြီလေတော့မနေ့ကအထွက်သွားတာဟိုမှာဗန္နနာရောက်တာတဏှာဝဲလောက်ရောက်တာလေဘိုက်ဒီကလည်းစားနော်ဥဒန်းလည်းတော့ဘိုက်ကမစားဘူးဒကမကြီးနာကက်နေတာဆိုတော့လေနော်အေးမစားဘူးတချို့ချက်နဲ့စားရတယ်နော်အေးအဲ့တော့ ဥဒ္ဓလောကားနဲ့ဆိုရင်ပုံမှန်ဆိုလို့ရှိရင်9နာရီပဲစီရတယ်နော်ဒါပေမဲ့ဓမ္မကြီးတို့လာတဲ့ကိစ္စတော့ဘာတော့ဒီချင်းလူတွေရေချိုးတယ်ကုတ်မေရပွဲတော်တဲ့လူရေတန်းပေါင်း400ကျော်600လောက်ရှိတန်းပေါင်းဘယ်လောက်လဲ400ကျော်600အဲ့ဒီဂင်းကမြစ်ထဲကိုရေချိုးလို့ရှိရဲ့တဲ့အကုတို့အညစ်ကြီးတွေကျင်းပါတယ်ဆိုပြီးတော့သွားချိုးတဲ့ပွဲနဲ့ဘုဒ္ဓလူကြီးသွားပြီးတော့တွေ့နေတာတွေ့လဲတော့နော် နောင်တော့ဘုရားဘုရားမှာတော့ဘာလို့ကြောက်ကြတာမကြောက်နဲ့ဘုရားရှင်တော်ရှင်လင်းကြီးနဲ့ဗနေရသွားတာ၁၀ရဲ့ဥဒ္ဒရကားနဲ့သွားတာဘဏ္ဍာရွက်ကြဘုရားဘိုးပင်မန်းရှင်လင်းဘိုးပင်မန်းလေအဲ့တော့ဘုရားရှင်ကိုအာနာပြီးတော့နောက်တကထက်လာအောင်ဘုရုဝအာနာမှာတော့ဘုရားရှင်ဟောမှန်းသွားပြီခမရတို့ကျုပ်တို့တွေတရားအသိတွေပေးဖို့ရာအတွက်ဘယ်ကိုလာတာတော့ ဘာသတိကိုလာတာဘာသတိကိုလာခြင်းလို့လာတာမဟုတ်ဘူး။ကိုပြေစားဝက်ကြီး၅ခုကလေပါတော့ဘုရားကိုဆိတ်ဆိုးပြီးပါတော့ဖတ်သွားတာလေ။အဲ့ဒီချွတ်သွားတဲ့ပြေစားဝက်ကြီး၅ခုကိုလာပြီးတော့ချော့ရတာ။မှန်ပါတယ်ခင်ဗျာ။ဟုတ်လား။ချော့လို့မလို့အဲ့ဒီပင်မခံပြီးဆယ်ရက်ခီးလောက်ပင်မခံပြီးအဲ့ဒီကိုလာတာဗျနော်။အေးလာပြီးတော့အမှဘုရားရှင်ခီးဘူးကျိုးဆိုတဲ့နေရာတော့ရှိသေးတယ်။ဥအောင်တော်မှတ်မိသေးလား။၆ခန်းဒီစီဒီလေးနော်။ အေးအဲ့ဒီ၆ငယ်ဒီစီဒီဖျားကိုခယူးကျိုးစိုးပြီးတနည်းအားဖြင့်အဲ့ဒီနေရာမှာဗာပြည်တဲ့နေရာလို့ပြောခဲ့တယ်တော့စေဆိုးစိတ်ကောက်ပြည်တဲ့နေရာဆိုပြီးတော့ပြောခဲ့တယ်လေအေးအဲ့ဒီကနေပြီးတော့မိဂရာဝန်တော့သွားပြီးကတော့ဖျားရှင်ပြန်စားဝဲရင်၅ဦးကိုပါဟောတော့တရားဟုဓမ္မစัจ java ဟောတယ်ဓမ္မစက္ကပဝတ္တနာသုတ်တံကိုဘယ်နေ့မှာဟောတာလဲဆိုလို့ရှိရင် ဝါဆိုလာပြီနေ့မှာဟောတယ်ဒါလည်းအကုန်လုံးသိပြီးတာဒါပေမဲ့လည်းအဲ့ဒီဖျားရှင်ဟောတာလူသားတဲ့ဘယ်နဲ့ဥတော့ငါးဦးအဲ့ဒီငါးဦးတဲ့မှာဝါဆိုလာပြီနေ့ဓမ္မစက်ကြဟောလိုက်တော့ရှင်ကွင်းလေးကြပါတော့သောတာပန်ဒီသောတာပန်ဒီတော့နောင်နေ့လည်းပဲဖျားရှင်ကဘာတရားပဲဟောတာဓမ္မစက်ကြပဲပင်စားဝဲကြီးငါးဦးကိုငါးရက်လုံးလုံးဘာတရားပဲဟောတာဓမ္မစက်ကြပဲဟောတာ ကဲတို့ပြောမယ်ဒီမြောက်ချိုးကပေးတတ်တယ်တရားတော်ဘယ်လူတခုတရားတော်ပြင်တယ်ဆိုလို့ရှိရင်တရားဘယ်နှဘို့ဟောတော့တလူကိုတဘို့တလူကိုတဘို့တရားတွေဘယ်နှဘို့မြားကြီးပဲလေဥမာပြဆန်းဝိညာဉ်ကဒီဓမ္မဆက်ကြတဘုတ်ထဲနေကိုပါတော့ငါးရဲ့ဟောတာတောဇလက်ကတာသူကလည်းဘောဓကာယနဲ့ပတ်သက်ပြီးအကျယ်ကြီးဟောမယ်ဆိုလို့ရှိရင်ဘယ်နှရက်တော့ဟောရရအဆုံးမတည်းဘူးပြည့်တဲ့တွေအများကြီးမဟုတ်ဘူးသံလို့တယောက်ခဲ့ပဲထိုင်ခေါ်နေပါ နော်ဘုရားလည်းတယောက်တည်းပဲထိုင်ဝတ်တယ်အဲ့တော့ဘုရားရှင်ဓမ္မစက်ကြအဲ့ဒီဓမ္မစက်ကြဒွေမေဘိကဝေအန္တပပိစီဒိနာနသေဝိတ္တပါဆိုတဲ့ဓမ္မစက်ကြကိုဘယ်နဲ့ဟောရလဲငါးရဲ့ဒီမှာတော့ဟောတာဗျာနော်နောက်ဆုံးအဲ့ဒီမှာဓမ္မစက်ကြဟောတဲ့နေရာကိုဇေဒီလေးတစုတည်းပြခဲ့တယ်လေဓမ္မသာစီကဇေဒီနော်အေးဓမ္မစက်ကြဓမ္မစက်ကြလေးနည်းနည်းပြောအောင် ဓမ္မဆိုတာကဘာတော့တရားပါဗျာတရားစက်ကဆိုတာကလဲတာပါလဲဘင်းကြီးလို့သဘောထားလားဘာကြီးလို့သဘောထားမှာတော့လဲဘင်းပဝိတ္တနာဆိုတာကလဲစီတာဖြစ်စီတာမှန်ပါဗျာတရားဓမ္မတွေကိုလဲစီဖြစ်စီတဲ့နေရာကဘယ်နေရာလဲဆိုလို့ရှိရင်ဘာယနတိမိဂရဟောယဲနော်အဲ့ဒီဓမ္မဆက်ကိုလည်လိုက်တာနဲ့တကယ်တည်းရှင်ကွဋ်တေညာကြီးပါတော့သောတာပန်တိတာ ဲ့တော့ဘုရားကသူရရှိထားတဲ့တရားအသိကိုပထမဆုံးလူသားတွေကရှင်ကွင်းတင်ညာသိလိုက်တဲ့နဲ့တပိုင်းနဲ့ပဲအညာသိဝတ္တဘောကွင်းတင်ညောအညာသိဝတ္တဘောကွင်းတင်ညောငါဟောတဲ့တရားကိုကွင်းတင်ညာကြီးတော့သိပြီဟေးဆိုပြီးတော့ပါတော့ဘုရားရှင်လူလိုပြောမယ်ဆိုလို့ရှိရင်ဝန်တာတော့အဲ့လိုဝန်တာရုံနဲ့မကဘူးဓာတ္တသဟတိက လောကဓာတုတောက်ပါတော့တန်ကံပြီး တံပကံပိတံပဝေတိအဘာပြောဇဇဝလာတသုံးလုံးတံပကံပိကိုဝဒလောဖြစ်သွားတယ်မန္တလေးမှာပါတော့ငရေလောက်ငရေလောက်တံပကံပိငရေငါလည်းလောက်တယ်တဲ့အထက်ကိုတက်ပြီးကကြမှာငရေလည်းလောက်တံပကံပိအထက်ကိုလည်းတက်ပြီးတော့ငရေလောက်တယ် ပြီးတော့ဘာလို့တံပဝေတိတံကံပိတံပကံပိအတံပကံပိထက်ကနေအောက်အောက်ကနေထက်ဆိုပြီးတော့စုံစီမျောလိုက်လှုပ်တယ်နောက်တယ်ဘာလို့တံပဝေတိပခန့်လွှဲတယ်လို့လည်းပါတယ်ရင်ထိုးပြီးတော့လှုပ်တယ်ဦးဆုံးတော့အဲ့ဒီငလေလောက်တာတိတ်ကြုံမှုတော့လေဒါမှမဟုတ်မန္တလေးမှာအဲ့လိုဖြစ်သွားတာသူတဲ့တံပဝေတိမှန်ပါပါ မကဲလွှဲတယ်လို့မှန်ပါတယ်ခင်ဗျအဲဒါပေမဲ့ဟိုမှာဖြစ်သွားတာကတော့ဒီဘုရားရှင်ရဲ့တရားဓမ္မတွေကိုနာကြားရလို့ဝမ်းမြောက်ဝမ်းသာတဲ့ဒီကဘာမြေကြီးလှုပ်တဲ့ပုံစံမျိုးဒီမှာဖြစ်သွားတဲ့ပြဒနာကတော့အဲ့လိုပြဒနာမဟုတ်ဘူးเนาะအဲ့တော့ဟိုမှာဖြစ်တဲ့ပြဒနာကသူတော်ကောင်းတရားဓမ္မကိုတွန်းကားတဲ့နာကြားပြီးစတဲ့ပေါ်ပေါက်ခဲ့လို့မလို့အဲ့ဒီတန်ကံပြီးတန်ပကံပြီးတန်ဘဝီဒီငလျင်ဤပါတော့လှုပ်သွားတယ်တဲ့ဘာဟောလို့ ဓမ္မစကြာတရားဟူဟောတဲ့အတွက်ကြောင့်မလို့တဲ့ဗျာနော်အေးအဲ့တော့ဣဒသထာဂတောအနုတ္တရဓမ္မစကံဘဝိသီတန်တိအာနန္ဒတရတကုလပုဒ္ဒတာတတနိယံတံဝေဇနိယံဌာနအာနန္ဒငါဣထဘခသလေမညိဘောအာနန္ဒဣဒဤပါယံတတိပြိ၌ရှိသောဣတိပဒနာမိဂရဝယတေတတေက တထာဂတောရှိဖြာရှင်တုကဲ့သို့လာခြင်းကောင်းတော်ငါဖျားရှင်ကိုတော်မြတ်ကြီးဤအနုတရသူမရှိဝင်မြတ်လာစွာသောဓမ္မစကံဓမ္မစကြာတေနာတော်ကြီးကိုဘဝိသီတန်သည်သာသင်ပြီးတော့ဟောကြားခဲ့တဲ့နေရာပါပဲရလို့တထာနာတရာတရားနဲ့ပြည့်စုံသောကုလပௌဒ္ဒရာမြို့ကောင်းတော်မြို့ကောင်းသမီးတွေကတတဏိယကြည့်စုတင်ကြည့်စုထိုက်ပူမြော်တင်ဖူးမြော်ထိုက်တဲ့နေရာပါပဲရလို့ ဘဂဝါတော်ဘုံတော်ရှောင်းပါတကယ်ပြာရှင်ကိုယ်တော်မြတ်ကြီးသည်ဟောဝဇာကရုဏာရှိထာမြတ်တာဖြင့်ဟောကြားတော်မူခဲ့ပါပေသတည်းဟုတ်တယ်လေ